ွင့်မင်္ဂလာပါရေဝရှမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်လာ17ရက်နေ့ဒီနေ့မှာတေတံပေးခံရတော့မယ်69တမမှုကြီးဘုံမှုချုပ်တင်မောင်ကျော်အကြောင်းတင်ပြပေးပါတော့မယ်အရကတ်တော့ AA နဲ့ပူပေါင်းပြီးတော့တက်ကိုပြန်ပြီးတော့ပုံကန့်မယ်ဆိုတဲ့သတင်းတွေထွက်ခဲ့သူ ခုချိန်မှာစစ်ကြောရေးမှာပြင်းပြင်းထန်ထန်စစ်စေးရေးခံရတဲ့အကြောင်းတွေကျွန်တော်ကြားသိထားရပါတယ်ဒီကြောင်းတွေကိုကျွန်တော်မိဘတွေနဲ့ဒီနေ့အတူတူဆွေးနွေးသွားမှာဖြစ်တဲ့နောက်ထပ်သတင်းတစ်ခုကတော့အနာသိမိတဲ့နောက်ပိုင်းမှာအကြံဖတ်စစ်ခွေးတက်ရတိုက်လီရင်စစ်ရဲရင်တွေစွစုပေါင်းဗနစီကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတော်လန်တော့ ကျွန်တော်တိုင်းရင်သားမိသားစုဝင်တွေပြစ်ချလိုက်တဲ့ရဲရင်စနစ်စင်းရှိနေပါပြီ။ဆရာမနေ့က PLA ပြစ်ချနိုင်ခဲ့တဲ့ဒါကျွန်မဖတ်စစ်ခွေးတက်ရဲ့တိုက်လီရှင်အကြောင်းနောက်ဆုံးရမြေပြအခြေအနေတွေကိုတင်ပြပေးပါမယ်။သူတို့မနေ့ကတည်းကငင်းခုန်နေကြတဲ့ပြစ်ချနိုင်ခဲ့တာလားပြစ်ချသွားတာလားဆိုတဲ့အချက်တစ်ချက်ကိုလည်းပဲကျွန်တော်ကဒီနေ့ကျွန်တော်မိဘတွေကိုတက်တေလေးတင်ပြပေးမှာပါ။ ဒါကြောင့်ကျွန်တော်ရဲ့ view ကိုအဆုံးထိဝင့်ကြည့်ရှုဖို့ကျွန်တော်မိဘတအူးချင်းစီတိုင်းကိုတလေးတစားဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်မိဘတွေအားလုံးမင်္ဂလာပါမိကလည်းကမင်္ဂလာအခခပါဆိုတော့တော်လန်တော်နေ့ရဲ့အချိန်စက္ကန့်တိုင်းဟာမင်္ဂလာရှိတဲ့အချိန်ပါဘာကြောင့်လဲကျွန်တော်တို့နိုင်ငံတနိုင်ငံလုံးကိုပြုပြင်ပြောင်းလဲနေတဲ့အချိန်မှို့လို့မင်္ဂလာရှိနေတာပါဒီမင်္ဂလာဟာ ခုအချိန်မှာအကြမ်းဖက်စစ်ခွေးတက်ရဲ့ဒါတိုက်လေရှင်နေတဲ့ဆေးရရင် မျိုးစုံ72စီးအထိပြချနိုင်ခဲ့တဲ့ဒီနေ့ကျွန်တော်သတင်းပြောနေတဲ့အချိန်အထိဒီလိုမျိုးကျောင်းနိုင်ငံအတွင်းထဲမှာဒါနှစ်ပေါင်းများစွာတိုက်ပွဲဝင်ခဲ့ပါတယ်ဆိုတဲ့စံချိန်တွေ့လုံးစုံကိုပြစ်ချိုးနိုင်ခဲ့တဲ့ နေဦးကပေါဖွာလာတဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့မိဘပြည်သူတွေခေဆက်ဆက်အာနာရှင်ကြောင့်ဒုက္ခရောက်ခဲ့ရတဲ့ခေဆက်ဆက်အာနာရှင်ကိုလုံးဝကို လက်မခံတော့တဲ့ကျွန်တော်တို့ဓမ္မဘတ်တော်သားအားလုံးရဲ့ဝိညာဉ်ကူညီမှုတွေကြောင့်ကျွန်တော်တို့အခုလိုမျိုးမဖြစ်နိုင်တဲ့အရာတွေကိုအမှန်တကယ်လက်တွေ့လုပ်ပြနိုင်ခဲ့တာပါ ကျောင်းအသင်းကိုကြည်နေကြတဲ့တပ်ဖွဲ့ဝင်တွေလည်းရှိတယ်ကျွန်တော်တိုင်းသားညီကိုမောင်နှမတွေလည်းရှိတယ်တခါတည်းမှာဟွေးချုပ်ကကခိုးခိုးပြီးတော့နားထောင်နေတတ်တာလည်းရှိပါကျွန်တော်သိပါတယ်အဓိကကတော့ဟွေးချုပ်ကကောင်းနေတဲ့အတွက်ကတော့ကျွန်တော်သတင်းသူတို့တတ်တော့ထူးဆန်းမှာမဟုတ်ဘူးသူတို့ကျွန်တော်သတင်းကိုကြည့်မယ်ဆိုရင်တော့ညည့်ရက်ဆက်တစ်ဆက်ဘူးဒီလုံးတုံးလောက်ရှိမယ်လို့လည်းကျွန်တော်ဒီမနေ့ကဗီဒီယိုမှာတင်ပြခဲ့ပြီးဖြစ်ပါတယ်အဓိကကတော့ကျွန်တော်တို့ကတော်လှန်သောအချိန်မှာ တော်လန်သောတပ်ဖွဲ့ဝင်တွေနဲ့တိုင်းရင်းသားညီကိုမောင်မတွေပြီးတော့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေအားလုံးဒါချိတ်ဆက်မိနေဖို့ကျွန်တော်တို့လူငယ်တွေရဲ့အတန်ကိုထုတ်လွှင့်နေကြခြင်းဖြစ်ပါတယ်ဒီအကြောင်းကိုဒီနေ့ကျွန်တော်ကျွန်တော်မိဘတွေကိုပုံမှန်လင်းလင်းတင်ပြစရာလေးတွေလည်းရှိနေလို့ပါနည်းနည်းလေးညီတန်းချီတာပေါ့ဗျာဟုတ်ပြီအချို့နေရာတွေမှာအနေနဲ့ line ခက်ခဲတွေကြောင့်ဖုန်းတက်တာတွေကြောင့်ဒါအတူချုံးလေးပြောပေးတဲ့ပြောပေးပါဆိုတော့ ဒါ comment တွေလည်းတွေ့ရပါတယ်ကျွန်တော်လေးစားသမှုပါရှိပါတယ်ဟုတ်ပြီဒါဆိုရင်တော့ပုံကံရန်စူးစမ်းမှုနဲ့ဆွဆွဲခံရတဲ့တမ69တမမှုသူ့ကိုတည်တံပေးတော့မဲ့အခြေအနေအထိရောက်ရှိနေပြီဆိုတဲ့တတင်းသတင်းအရင်းမြစ်တွေကိုရရှိထားတာပါဒီပြည်စင်မှာကျွန်တော်မြောက်ပိုင်းမာမိတ်၃ဘွဲ့ရဲ့စင်ဆက်ကိုစစ်စင်ရေးအဲ့ဒီကပဲစရတာပါကျွန်တော်မြောက်ပိုင်းညီတော်မာမိတ်၃ဘွဲ့ရဲ့ဒါသူရဲ့ အကျိုးစားမှုတွေဟာအကျမဖက်စစ်ခွေးတက်တက်မှာမတော်တဲ့ကောင်တွေအတ္တမမှုတွေစတိုင်းဌာနချုပ်တွေကိုစတင်ရိုက်ချိုးနိုင်ခဲ့တဲ့တိုင်းလုံးကြီးတွေအကြောင်းဒီတိုင်းလုံးကြီးတွေကြောင့်ပဲတက်တွင်းတတော်လေးကိုဖျို့ပြဲပြိုလဲသွားတာခဏမှတော့သူတို့တက်တွင်းမှာတေချာပေါက်ပြိုကွဲနေပြီပြိုလဲနေပြီဆိုတာကိုကျွန်တော်ထပ်မံကြားသိလိုက်ရတာဖြစ်ပါတယ်တည့်ရတည့်ရကျွန်တော်တို့ပို့ပြီးတော့ရေးကြည့်လာပါတယ် ရန်သူခါခွေယူပီပီမဲမဲမြင်ဟာထိုးကြိုက်နေပြီဒါကြောင့်လည်းကျွန်တော်သတင်းတင်ဆက်မှုတိုင်းမှာကျွန်တော်မြို့ဝပြည်သူတွေဒါစည်ရည်တတိအတိရှိဖို့ကျွန်တော်အမြဲတမ်းသတိပေးနေခြင်းဖြစ်ပါတယ်အခုအချိန်မှာတော့အဲ့ဒီဒါတမ69တမမှုဘုံမှုချုပ်ထင်မောင်းကြော်ဟာအကြံဖတ်စစ်ခွေတက်ရဲ့စစ်ကြောရေးအဲ့ဒီစစ်ကြောရေးကလည်းတီးတက်အထူးဖွဲ့ဖွဲ့ပြီးတော့ special plan နဲ့နအုံကိုဖုံခါနေတဲ့ပြင်းထန်တဲ့စစ်ကြောရေအဖွဲ့အဲ့ဒီစစ်ကြောရေအဖွဲ့တွေရဲ့ဒါနှိမ့်ဆက်ညှင်းပန်းအထုထောင်းခံနေရတဲ့တပ်မမှုကြီးစစ်စက်ကတိုင်းလုံးကြီးတွေရိုက်ခတ်မှုပါခဏအချိန်ထိသူ့ရဲ့တက်ရောက်မှုတွေရှိနေစေပါအဲ့ဒီအချိန်တွေကတပ်မ60နဲ့9တပ်မမှုတွေတယောက်ပြီးတယောက်ပြောင်းလဲဖြစ်ခဲ့ရတာ မြောင်းလိုင်းလက်ဖြတ်မှာဖြုတ်ထုတ်တဲ့လုပ်ငန်းစဉ်တွေကိုတစဉ်ဆက်ဆက်လှုပ်ဆောင်နေတာကိုလည်းကျွန်တော်မြင်ပါတယ်သိရှိပြီးဖြစ်ပါတယ်အဲ့ဒီတမမှုဟာဘူးကျော်တင်မောင်ကျော်မေလမှာဖန်းစီခံရရဖြစ်ပြီးတော့သူအဖမ်းခံရတဲ့အချိန်ရပိုင်းအလိုမှာအရကတက်တော် AA ထံမှာခိုးလုံပြီးတော့အကြမ်းမဖက်စစ်ခွေးတက်ကိုပြန်လဲပုံကံမယ်တနည်းအဖြစ်ကျွန်တော်ပြည်သူနဲ့ယက်တီပြီးတော့ပြည်သူလူလူလလတောင်းတနေတဲ့ အကြမ်းမဖက်စစ်ခွေးတက်ချေမုံရေးမှာပါဝင်ဆင်နေသွားမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့တာပါဒီသတင်းကိုကြားလိုက်တာနဲ့မင်းအောင်လှိုင်တကောဆွဆွေခုံပြီးတော့ယူမတက်ဖြစ်သွားတာပါဒါကြောင့်လည်းပဲအထူးစုံစမ်းရေးအလင်းမြန်ဖွဲ့ပြီးတော့သူ့ကိုမညာတန်းခွေးသားကိုခွေးခွေးချင်းစားနေကြတာပါ အရကတတော် AA နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ပြည်သူစီမံရက်တည်မယ်ပြီးတော့အရကတတော် AA စီမံခိုးလုံးပြီးတော့အကျံဖက်စစ်ခွေးတက်ကိုပြန်လဲပုံကံမဲ့တိုက်ခိုက်မယ်ဆိုတဲ့တည်င်းကိုသူတို့တက်တွင်းကပြန်လဲရရှိသွားတာကြောင့်တမမှုဗမှုကျော်တင်မောင်ကျော်ဟာ ခုလိုဖန်စီခံလိုက်ရတာပါဒီလိုမျိုးကျွန်တော်တို့ဒါတမ69ဟာမိတိလား မြို့မှာအခြေဆက်ပြီးတော့ဗမှုကျုံတင်မောင်ကျော်ကိုမန်လေးနန်းတွင်းစကြောရေးမှာကျွန်တော်တို့ဒါစကန်အတွင်းကကကြီးကစဉ်သက်လာတဲ့စုံစမ်းစစ်ဆေးရေးအထူးဖွဲ့တွေကိုဖွဲ့စည်းပြီးတော့အဲ့ဒီဖွဲ့တွေကဥဆောင်ပြီးတော့ထူထောင်ရိုက်ငတ်နှိပ်ဆက်နေချောင်းနဲ့သူ့ကိုဆွဲထားတဲ့ပြစ်မှုတွေချင်းရှားဖို့အတွက်အပြစ်ဝန်ခံခိုင်းနေခြင်းဖြစ်တယ်လို့သိရပါတယ် ဆိုတော့ဒီပြစ်မှုတွေဆွဲထားတဲ့ဆွဲချက်တွေအရာသူဟာတေချာပေါ့တေတန်းကြခံရတော့မှာဖြစ်ပါတယ်မင်းအောင်လှိုင်ဟာသူတို့အချင်းချင်းဖြုံးတုံးသက်လောက်ပြနေတဲ့အပြင်အခုလိုမျိုးတရင်ထွက်သွားတဲ့တက်ကိုပြန်ပြီးပုံကံမယ်ဆိုတဲ့သူတွေကိုစံပြအနေနဲ့တပ်ပြဖို့အထီးဆုံးဖြတ်ထားပုံရပါတယ်ကျွန်တော်တို့ ဒါကိုလေ့လာကြည့်မယ်ဆိုရင်သိနိုင်ပါတယ်။ဒါဆိုရင်တော့အခုချိန်ဒီစကြောရေးမှာညင်မနှိမ့်ဆက်မသေးမသေးုံမနော်မသေးုံလေးပဲညင်မနှိမ့်ဆက်ခံနေရတဲ့တမမှုဟာဒီကြပေါ့တည်တယ်ဘေးခံရမယ်လို့အာနေပြီးတော့အတိုင်းဝိုင်းစည်သတင်းတွေမှာထွက်ပေါ်နေပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကတော့ဘေးကအိုက်ပွဲကို ထိုင်ကြည့်နေုံပဲလက်ရှိကျွန်တော်ရဲ့မိဘတွေတရပီးတရဒါမင်္ဂလာသတင်းတွေကျွန်တော်တို့ဒါအောင်မြင်တဲ့တိုက်ပွဲကြီးတွေနေ့စဉ်နဲ့အမျှကြားသိနေရတာဖြစ်တယ်ကျွန်တော်မိဘတွေခံစားကြည့်ပြီးပါဒီအပိုင်းဒါမိုးရင်းကာလအချို့သောနေရာတွေမှာမုတ်တိထန်စွာရွာသွန်းမှုလေပြင်းတိုက်ခိုက်မှုရည်ကြီးရေရှမ်းမှုဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေအရာကိုတပ်ဖွဲ့ဝင်တွေဟာ အာနာရှင်စစ်အမြင့်ဖြတ်ချင်မှုနိုင်မှုအတွက်ဒစိုက်မမတ်စူးစမ်းဆောင်ရွက်နေတာကိုဒီ2025မိုးရာသီအစပိုင်းမှာထူးခြားစွာတွေ့မြင်နေရတာပါဒါဆိုရင်တော့ကျွန်တော်တို့ဘက်ကတော့ကြောင်းလဲမှုမရှိအရှိကဆက်ပြီးတော့တိုးနေတာအောင်မြင်မှုကလည်းတစ်ခုပြီးတစ်ခုကျွန်တော်တို့ကိုရက်တန့်လို့မရဘူးကျွန်တော်စပြီးတော့ဒီသတင်းစပြောတဲ့အချိန်ကပြောပြီးသား ကျွန်တော်လူငယ်တွေရှေ့မှာရှိနေတဲ့ကတော့ကလေးမှန်မြအကုန်လုံးကိုတိုက်ချသွားမှာဖြစ်တယ်။ဘယ်ခွေးမှဝင်းဟောင်းခွေးမှမဟုတ်ဘူး။အခုဟိုဘက်ကမှဖြစ်နေတာကတော့သူတို့တက်တွင်းထဲမှာအချင်းချင်းမယုံကြည်မှုတွေလက်ရှိသူတို့ရဲ့တက်ကိုမတော်တဲ့ကောင်တွေကိုဥစားနေတဲ့အရက်ကမမီညံရေပါပုနေတဲ့ဒါမဟာလ ဒီကောင်ဟာလည်းပဲအခုဇတုသားစားနေတယ်ဇတုသားစားနေတာဒီဒီချိန်နဲ့မဟုတ်ဘူးเนาะကျွန်တော်ရင်ပြပါတောင်းလျှောက်သူလှုပ်လာခဲ့တာသူနားမှာလည်းပဲသူမြုပ်ကြီးရတဲ့သူတွေအကုန်လုံးကိုညီမျိုးစုံနဲ့ဖြုတ်ထုတ်တက်လှုပ်ခဲ့တယ်ပြီးတော့သူ့ရဲ့ယုံကြည်ရတဲ့သူတွေနဲ့ပဲအစားထိုးခဲ့တယ်ဒါပဲဖက်စစ်ကိုလိုနီ အာနာရှင်တွေဆိုတာ ပြီးတကူအမှန်တကယ်ကာဝယ်နေတဲ့သူတွေလားကိုယ့်ကိုပြန်ပြီးတော့မေးခွန်းထုတ်ရမှာဖြစ်တယ်။မနေ့ကကျွန်တော်တို့ဒါညမြေမှာ PLA ကပြချနိုင်ခဲ့တဲ့စစ်ရဲရင်သတင်းကိုကြားလာတယ်အကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ကသူကို၌လဲခွေးလိုဝက်လိုထွက်ပြေးတာစခိုင်းကိုရောက်လာပါတယ်ဆိုတော့ငလင်တန်နဲ့ပတ်သက်ပြီးတော့ for show လာပြတာပေါ့ဗျာ ပြီးတော့ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲသူခြေဆက်နေတယ်ပေါ့ဒါမျိုးတွေကိုလုတ်ပြခြင်းတာဒါပေမဲ့ကျွန်တော်တို့ကဝေးတဖွဲ့ဝင်တွေဟာသူရောက်နေတဲ့အချိန်ကိုင်းမှာပဲအကြမ်းဖက်စစ်ခွေးတက်ရဲ့တိုက်လေရင်ကိုပြစ်ချနှိုင်းရတယ်ဆိုတော့အဲ့ဒရင်ကိုကြားလာတဲ့မျက်နှာပါပြတ်ပြီးတော့သူမိမတောက်ခေါ်ကိုခါရဲဆွဲပြီးတော့ထွက်ပြေးတာပြေးတာတော့မှလေချောင်းကပြန်မပြေးတော့ဘူးတဲ့ကုန်းလန်းကပဲပြေးမယ်လို့ကျွန်တော်တို့ သတင်းတက်တက်လေးကြားရပါတယ်ဟာဘလို့လဲကြောက်တယ်ဘာကြောင့်ကြောက်နေတာလဲသူတို့ပြောနေတယ်သူတို့ဒါဘောကို special plan နဲ့မှနေတယ်ဟိုဘက်ရောက်ကလော်ဘီကောင်းနေပြောတာကျွန်တော်တို့မှဝေရင်ပြစ်မရှိပါဘူးကျွန်တော်တို့ဘာမှဒါကိုမငင်းဘူးဒါကြောင့်မင်းကဗီဒီယိုမှာကျွန်တော်ပြောခဲ့တယ်ကျွန်တော်တို့ wifi နဲ့ပြစ်တာဒီလောက်ပဲအဆင်ပြေပါတယ် wifi လေးနဲ့ဒါပေမဲ့ PLA ကဒီသတင်းနဲ့ပတ်သက်ပြီးတော့တိကျခိုင်မာစွာသူတို့တွေထုတ်ပြန်ပေးဖို့ရှိတယ်ဒါပေမဲ့စည်ရင်းနိုင်ငံရေးဟာ ဒါအဆုံးတက်တိုက်ပွဲမဟုတ်သေးဘူးဆိုတော့ဒီတိုက်ပွဲနဲ့ပြစ်ဒီဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ပြစ်ခတ်ခဲ့တဲ့ဒါလက်နက်အမျိုးအစားကို PLA ကထိချုပ်ထားဆဲပါအဲ့ဒီအတွက်လဲ PLA ကိုကျွန်တော်ပြည်သူအားလုံးကလေးစားချစ်ခင်ယုံကြည်မှုတွေပို့ပြီးတော့များသွားတာပါစကိုင်းမှာသူကလည်းရတာခြေပြီးတော့မကြဘူးချက်ချင်းဆိုသလိုပဲအဲ့ဒီလင်ပြန်ကြီးဟာပြစ်ချ ခံလိုက်ရတဲ့အချိန်မှာမာလာမင်းအောင်လှိုင်တကောင်ဇောချွေပြန်လျက်ရှိနေပါကြောင်းကိုလည်းပဲတိကျတဲ့သတင်းတွေကရရှိထားပါတယ်ဆိုတော့ကျွန်တော်တို့ကအပေါ်မှန်တိုင်းပေါ့နော်အခက်အခဲမျိုးစုံနဲ့နေ့စဉ်ရုန်းကန်နေရတယ်ဆိုပေမဲ့ကျွန်တော်တို့ထမင်းကောင်းကောင်းစားနိုင်သေးတယ်ကျွန်တော်တို့ခေါင်းပြအောင်အိတ်နိုင်သေးတယ်မင်းအောင်လှိုင်ရဲ့နေရာမှာ စဉ်းစားကြည့်啊သူကောင်းကောင်းစားနိုင်ပါမလားလက်ရှိတတွင်းမှာလည်းသူ့ကိုပုံကံပဲပြော့ဒါသူ့ဘိနာကလူတွေကလည်းယုံကြည်စရာအခြေအနေသူ့ကို၌ဘလို့မပြနိုင်သူ့ကိုလည်းဘသူမှယုံကြည်လို့မရဘူးချွတ်တော့ပေါင်းနေဆိုအာဒီတက်မှာမတော်တဲ့သမိုင်းတောက်လျှောက်လုံးမှာအဆုတ်ပဲ့ဆုံးအဆိုးဝါးဆုံးအညံဖင်းဆုံးအုံနောက်အမဲ့ဆုံးသူတို့လူသူတို့ပြောတာ ကျွန်တော်အဲ့လိုပြောတဲ့သူတွေတကောင်မီးတကောင်ဖန်စီခံနှိပ်စက်ခံစကြောရေးခံနောက်ဆုံးအခုစော်ဘုံဟိမ့်ဖြစ်နေတဲ့ပုံစံမျိုးပဲဆိုတော့ဒါကဟိုဘက်ရှိခွက်အခြေအနေပါကျွန်တော်တို့ကတော့ရှေ့ကိုဆက်သွားနေပါတယ်ဒါဆိုရင်မနေ့ကပြစ်ချလိုက်တဲ့တိုက်လေရင်နဲ့ပတ်သက်ပြီးတော့ပြစ်ချခံရတာလားပြစ်ချတာလားဆိုတဲ့အကြောင်းတွေကိုအချို့သောသူတွေငင်းခုန်နေကြပါတယ် ကျွန်တော်လူငယ်တွေပြောချင်တာကတော့ကျွန်တော်တော်လန့်ရေးမှာငင်းခုန်နေရမယ့်အချိန်မရှိဘူးပြီးတော့တုပြိုင်နေရမယ့်အချိန်မရှိဘူးဒီလေရင်ဘသူပြစ်တဲ့ဒီလေရင်ကတော့ဘယ်အဖွဲပြစ်လိုက်လို့ဒီလေရင်ကဘသူပြစ်လိုက်လဲလို့ဘသူကဂုံစာပြီးတော့ဒါပေါ်ပြဆရာမလို့ကျွန်တော်မိဘပြည်သူတွေသိရှိဖို့အတွက်ကူညီကြတယ်ဝန်ရံကြတယ်ဆိုတော့ကျွန်တော်မိဘတွေကယနေ့ချိန်ဒီလေကူညီဝန်ရံဖို့မပြတ်သေးဘူး ဘယ်အဖွဲပြပြဘယ်သူပြပြဘလို့ဝဲပြက်ကြပြက်ကြအဲ့ဒါကျွန်တော်တို့အောင်ပွဲပဲဟုတ်လားကျွန်တော်ယင်ပြီးပါတယ်ဆိုတော့ကျွန်တော်တို့ပညာရည်ပြည့်ဝဖို့လိုပါတယ်ဘတော်မှမမိပါနဲ့နှပေါင်း90ကြောကြာရုံမှာရိုင်းဆိုင်ကောက်ချက်တဲ့သူတွေနဲ့ကျွန်တော်တို့ရင်ဆိုင်နေရတယ်ဆိုတာကိုကျွန်တော်တို့ရဲပေါ်တွေအကုန်လုံးလုံးဝမမိပါနဲ့ဒါကြောင့် မနေ့ကဒါပြစ်ချနိုင်ခဲ့တဲ့အကြောင်းကို PLA သတင်းပြန်ပြန်ချားရေးပေါ့တာဝန်ရှိတဲ့သူရဲဘော်နီနီကျော်သူ့ရဲ့ပြောဆိုမှုကိုအချက်တင်ပြပေးပါမယ်။စကိုင်းတိုင်းပလဲမျိုးနဲ့ပြည်သူလူမျိုးရေးတက်မှာတော့ PLA ကပြစ်ချနိုင်ခဲ့တဲ့တိုက်လေရှင်အဲ့ဒီတိုက်လေရှင်မှာဒါလီယင်မှုအပါအဝင်ဂျမဖတ်စစ်ခွေးတက်ရဲ့စစ်ဘက်ဆိုင်ရာလေဘဲ လေးခေါင်တည်ဆုံးခဲ့တဲ့ dead body တွေလည်းရရှိထားပါတယ်။ဆိုတော့အဲ့ဒီရုပ်သံ video file တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိပါတယ်ကျွန်တော်ရဲ့ Telegram မှာပဲဝင်ရောက်ကြည့်ရှုပေးပါဒီမှာတင်ပြလို့အဆင်မပြေတာရှိတယ်ပြီးတော့အချို့သောအပိုင်းစာတွေဟာကြည့်လို့မကောင်းတဲ့အခြေအနေတွေဖြစ်တဲ့အတွက်လည်းကျွန်တော်မိပါတယ်အသက်မပြေတဲ့သူတွေအကြည့်မဲ့တော့လကောက်အဲပြီးတော့ကျွန်တော်တို့ဒါပေါ့နော်နှလုံးအားနေတဲ့သူတွေအာစိတ်အဆင်မပြေတဲ့သူတွေအနေနဲ့ ဘုံရောင်မကြည့်ရှုဖို့ကိုကျွန်တော်ဒီကနေပြီးတော့မြတ်တာရက်ခံလို့တယ်အဲ့တော့အချို့ပုံတွေကအဆင်မပြေဘူးဗျဆိုတော့လေဘဲလေးကောင်လုံးကတစားစီစုပ်ပြတ်သက်ပွင့်ပွက်ထွက်ပြီးတော့လေဘဲနရွက်တုတ်တွေလေဘဲရှာတုတ်တွေလေဘဲအခောက်အကင်တွေကနေရာတိုင်းမှာပြန့်ကျဲနေတဲ့အခြေအနေဖြစ်နေလို့ပါဟုတ်ပြီအဲ့ဒီမှာမနေ့ကလည်းကျွန်တော်ပြောခဲ့ပြီးသားမွန်လဲ7:15မိနစ်အချိန်မှာ ကျွန်တော်ပြရလေကပြချနိုင်ခဲ့တဲ့တိုက်လေရှင်အဲ့ဒီတိုက်လေရှင်ဟာကျွန်တော်တို့ဒါဘုံကြောင်းဝင်းထဲမှာရှိတဲ့ယသပြည်သူတွေရှိတဲ့နေရာကိုကြောက်ရောက်သွားတဲ့အတွက်ကျွန်တော်တို့ယသပြည်သူ6ဦးတေဆုံးခဲ့တဲ့ဆိုတဲ့နောက်ဆက်တွဲသတင်းတွေကိုလည်းကျွန်တော်ထပ်မံကြားရှိကြားသိထားရပါတယ်အဲ့ဒီမှာရှိတဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်ကလေရင်ပြတ်ကြတော့ငါပြတ်ကြသွားတဲ့အဆောက်အဦတွေထဲမှာ၄ဦးတေဆုံးခဲ့ရပါတယ်နောက်လေရင် ထပ်ပြီးတော့လာကျဲတဲ့အတွက်ကျွန်တော်တို့စပားစစ်ရွာကန်နှစ်ဦးထပ်မံတိတ်ဆုံးခဲ့တယ်လို့သူကဆိုပါတယ်မိကကျွန်တော်သတင်းမှလည်းတင်ပြခဲ့ပြီးသားအချမ်းဖက်စစ်ခွေးတက်ကတေချာပတ်ဘုံလာကျဲမှာဖြစ်တယ်ကျွန်တော်တို့ဒေသခံတွေအနေနဲ့စည်ရီသတိမျက်ရှိဖို့နဲ့ချက်ချင်းရှောင်တိန်နိုင်ဖို့ကိုကျွန်တော်တင်ပြခဲ့ပြီးဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒါဒေသခံကာဝေးတပ်ဖွဲ့ဝင်တွေကလည်းပဲအတိပိနှိုးဆော်ထားပေမဲ့ဒါကြီးရွာသားတွေကလည်း သူတို့လည်းအခက်ခဲရှိတယ်ကျွန်တော်နားလည်ပါတယ်ဆိုတော့သူတို့ထုတ်ပြန်ကြီးညာချက်ကိုသူတို့နားမထောင်တာမဟုတ်ပါဘူးသူတို့မှဒါစာဝင်နေရေးအစမပြေတဲ့ခါကျတော့ရွာတဲကိုဝင်ပြီးတော့ပစ္စည်းဝင်ယူတဲ့အချိန်မှာအကျန်ဖက်စစ်ခွေးတက်ကဒါလီချောင်းကနေပြီးထပ်မံဘုံလာချဲတဲ့အချိန်နဲ့တိုက်ဆိုင်စွာနဲ့နောက်ထပ်နှစ်ဦးသေဆုံးခဲ့ရတယ်လို့ကျွန်တော်တို့ကြားသိထားရတာပါဟုတ်ပြီဒီ business နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့မျိုးမျိုးမြတ်မြတ်လေဘဲသားတွေကိုတဝါကြီးထပ်မံစားသုံးလိုက်ရတယ် ပြီးတော့အဲ့ဒီမှာပါတဲ့လေဘဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းထူးခြားမှုတွေအများကြီးရှိတယ်မနေ့ကဗီဒီယိုဖိုင်မှာ24ပစ္စည်းခေါင်းမှာကတ်ထားတဲ့အကြောင်းနဲ့သူ့ရဲ့ဖြစ်စဉ်ကိုဒါဇော်မဲလုံးတို့ပေးပို့တော့အိတ်ဖွင့်ပေးစာမှာကျွန်တော်အသေးစိတ်တင်ပြခဲ့ပြီးဖြစ်ပါတယ်ဒါဆိုရင်တော့လေရင်တစည်းပြတ်ကြဖို့အခြေအနေဘာတွေရှိမလဲဆိုတဲ့အချက်ကိုကျွန်တော်တို့လေ့လာကြည့်အောင်ပါပရမတ်ချက်မှာ အရင်နှလုံးနဲ့လေရင်ဆိုရင်တော့အာထိမ့်သိမ်းမောင်းနှင်ပြီးတော့အနည်းဆုံးလေရင်ကွင်းရှိတဲ့ဒါ airport အထိမောင်းနှင်သွားလို့ရပါတယ်ဆိုတော့အရင်နှလုံးမှာအရင်တစ်လုံးထိခိုက်သွားခြင်းပျက်စီးသွားခြင်းတောင်မှကျန်တဲ့အရင်တစ်လုံးနဲ့ guide flow ပြီးတော့ထိမ့်ချင်းချောင်းပြီးတော့အာအနည်းဆုံး airport ပေါ့ဗျာလေရင်ကွင်းတစ်ခုအထိမောင်းနှင်လို့ရတယ်ဆိုတော့ဒါလေလာတွေ့ရှိမှုတွေထွက်ပေါ်လာပါတယ်တကယ်လို့လေရင်ကွင်းကြည့်မမောင်းနိုင်ဘူးဆိုရင်တော့ဘေကင်းလုံးုံတဲ့နေရာ မှာစဉ်သက်နိုင်တဲ့အခြေအနေတွေကိုလည်းဖန်တီးထိန်ချုပ်ဒါမောင်းနှင်ပြန်တန်းလို့ရပါတယ်ဒါကအာမတော်တဆရုတ်တရက်အင်းရင်ရက်သွားလို့ပျက်စီးသွားတယ်ဆက်ချိုရင်းသွားတယ်ဆိုတဲ့အကြောင်းအရာတွေထဲမှာပါဝင်တဲ့အချက်တစ်ချက်ပါချက်ချင်းပြုတ်မကြဘူးပရမစတေးဆိုရင်လေရင်မှာဒါ trust နဲ့ draft life way ဆိုတဲ့ four လေးမျိုးညီမလေးပေါ်မှာ ပြန်နိုင်ပါတယ်ဟုတ်ပြီအဲ့ဒီမှာအင်းရင်ပြတ်သွားပြီ သူရဲ့ track မရှိတော့ဘူးလေရင်ကိုလေထဲမှပြန်နေလို့ရောက်အောင်ခေါင်းလေးမော့ပြီးတော့နေလို့ရပါတယ် angle of attack နဲ့ point နေရောက်ရင်လေရင်ကပြတ်ကျတော့မှ stay ပေါ့ဗျာ stay recovery လွယ်ပါတယ်ခေါင်းလေးကိုစိုက်ပြီးတော့လေထဲမှပြန်နေတဲ့ speed ကိုထိမ့်ပြီးတော့ subtrieve effort ရောက်အောင်ပြန်တန်းနိုင်ရင်ပြန်မပြန်တန်းနိုင်ရင်လေကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ begin လုံးဂျုံနဲ့ နေရာကိုစဉ်သက်လို့ရပါသေးတယ်။ span တစ်ခုက stay ကိုမထိန်ချုပ်နိုင်လို့လေရင်လဲပတ်ပြီးတော့ပြုတ်ကျတာညာတော့အားဖြင့် flight control system တွေကို ထိတို့ဒါမှမဟုတ်ရေရှားနေအောင်လှုပ်ဆောင်နေတဲ့ hydraulic system တွေကို ထိသွားလို့ဖြစ်တယ်လို့ဒါလေနဲ့ပတ်သက်ပြီးတော့ဒါကြွန့်ကျင်သူတူကမနေ့ကဖြစ်စင်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဒါမှတ်ချက်ထွက်ပေါ်လာတာပါ ဒီမှာချက်ကိုတွေးလိုက်တဲ့အချိန်မှာကျွန်တော်မိဘတွေကိုလည်းကျွန်တော်ပြန်လဲပြီးတော့ဝင်းမြောက်ဖို့အဲကျွန်တော်လည်းအကြံရခဲ့တယ်ပေါ့ဆိုတော့ဒါဟာအရေးကြီးပါတယ်ဟုတ်ပြီခီးတဲ့လင်းရင်တွေမှာဆိုရင် hydraulic system နဲ့အနည်းဆုံး၃ခုကိုသူတို့ရဲ့ tap နဲ့ကိုပိုင်း motor train နဲ့ထိ ंछ ုပ်ပါတယ်ဥပမာ system AB သူတို့လှုပ်ဆောင်ရမယ်တာဝန် B ချတာတွေ B တက်တာတွေလှုပ်ဆောင်တယ်ကျန်တဲ့ system တွေကဒါ အခြားသောဒါ flight control တွေကိုလုတ်ဆောင်ပြီးတော့ backup အနေနဲ့ system ထားရှိထားပါတယ်လို့သူကရှင်းပြထားပါတယ်ဆိုတော့သူ့ရဲ့ဒါဖော်ပြချက်တွေသူ့ရဲ့ရှင်းပြချက်တွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်လေရင်တစင်းဟာချက်ချင်းဒါပြတ်ကျနိုင်တဲ့အခြေအနေဘလို့အခြေအနေမျိုးမှာ ဖြစ်တာလေတကယ်လို့ set engine နှလုံးမှာ engine တို့ပျက်စီးသွားရင်တော့မှဘလို့ထိချုပ်ပြီးတော့ပြန်တန်းလို့ရသေးတယ်ဘယ်အထိပြန်ပြီးတော့မောင်းလို့ရတယ်ဆိုတော့ အကြောင်းအရာလေးတွေပါပါတာပါပြီးတော့သူကိုနိုင်ကလည်းဒါလေရင်မောင်းခဲ့ဘူးတဲ့သူ ဖြစ်တယ်လို့လည်းသူရဲ့ဖော်ပြချက်မှာကျွန်တော်တွေ့ရပါတယ်ဟုတ်ပြီဒါကြောင့်တော့လေရင်ပြက်ကြဒါကျွန်တော်မြေပြင်ကပြစ်ချလို့ထိန်းချုပ်လို့မရပဲပြက်ကြဒါလို့သူကထပ်မံပြီးတော့အတီးပြပြောဆိုပါတယ်ဒီအကြောင်းကိုကျွန်တော်ပြောနေတာကကျွန်တော်ရင်မိပါတယ်ကျွန်တော်တော်လန်ရေးမှာအရင်ကိုသတိထားရပါတယ ပြီးတော့တော်လန်ရေးမှာကျွန်တော်ပညာရေးပြည့်ဝဖို့လိုတယ်မိမိတို့ရဲ့စိတ်ဆန္ဒနဲ့အချို့သောအရာတွေကိုမစင်ကျင်ဒါထုတ်ဖို့ပြောဆိုဖို့မသိတာတွေကိုလည်းကျွန်တော်တို့တွေ့ရတယ်များသောအားဖြင့်လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာပါဆိုတော့လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာဟာတကယ့်ကိုအစိတ်တောက်များတဲ့နေရာတစ်ခုဖြစ်ပါတယ်အမမိမိတို့နာမည်ကြီးဖို့တော့၎င်းမိမိတို့ဆယ်လီဖြစ်ဖို့တော့၎င်းမိမိတို့ဒါလှုပ်ချင်တဲ့အရာတွေကိုလူတွေပုံပြီးတော့မြင်ဖို့အတွက် လိုက်တဲ့ flow ဝါတော်လကောင်း sporting နဲ့ရရှိဖို့တော်လောကောင်းလုဆောင်သွားတဲ့အချို့သောအလုံးမှုရာတွေဟာတော်တော်လေးကိုအန်ဒီရေများပါတယ်ဆိုတော့ဒါတွေကိုကျွန်တော်တော်လန်တက်ဖွဲ့ဝင်တွေအသီးသီးကရစ်ချက်စွာနဲ့ပညာရေးပြဝစွာကြော်ဖြတ်ရမှာဖြစ်တယ်ကိုမားတယ်ဆိုရင်အဲ့ဒီအမှားကိုလည်းဝန်ခံဖို့ရည်ကြည်တယ်ကျွန်တော်အဓိကဒီနေ့ပြောချင်တာကတော့လေရင်ဟာပြက်ကျတာမဟုတ်ဘဲနဲ့ PLA ရဲ့ပြက်ချက်ပြက်ခတ်မှုကြောင့် ပျက်စီးသွားတာကတေချတဲ့အကြောင်းကိုထပ်မံ confirm လုပ်ပေးတာပါ။နောက်ထပ်အချက်တစ်ချက်ကတော့အဲ့ဒီလေရင်ကိုဘသူပြစ်ပြစ်ဘသူဖြတ်ချဖြတ်ချကျွန်တော်တို့ပြည်သူလူထုတရက်လို့ရဲ့ဝင်းရံကူညီမှုကြောင့်ဖြစ်တယ်။ဟိုအဖွဲ့ကပြစ်ချလို့ဒီအဖွဲ့ကမနာလို့ဖြစ်เสียရလဲအကြောင်းမရှိဘူး။ဒီအဖွဲ့ကပြစ်ချလို့ဒီအဖွဲ့ကသူတို့ ဒီတက်ခတ်ရင်းမှာမပါဘဲနဲ့ဓာတ်ပုံဗီဒီယိုမှတ်တမ်းတွေရယူပြီးတော့ဂုံစာပြစရာလည်းမလိုဘူးကျွန်တော်တော်လှန်ရေးဟာအဆုံးသက်တိုက်ပွဲကိုအမြန်ဆုံးသွားဖို့ကျွန်တော်ပညာရေးပြည့်ဝဖို့လိုတယ်ပြီးတော့ကျွန်တော်မိဘပြည်သူတွေရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက်ကျွန်တော်တို့ကို၌ကပိဆက်အနစ်နာခံစွန့်လို့ရမှာဖြစ်တယ်တော်လှန်ရေးမှာနမဲကြီးလို့အောင်မြင်သွားတယ် မှတ်တမ်းဒီကဘာမှမရှိပါဘူး။ကျောင်းတော်လန်ကြီးအများစုဟာအညာဒရကျွန်တော်တို့အခြေခံလူရန်စားတွေကြောင့်ဖြစ်ပေါ်လာကြတာပါ။လက်ရှိလည်းဒီတော်လန်ကြီးမှာဝိရင်ကူညီနေတဲ့ကျွန်တော်တို့တကဘာလုံးမှရှိတဲ့မိဘပြည်သူတွေဟာဘယ်ခရိုနီမှာမှတ်မဟုတ်ပဲနဲ့သူများနိုင်ငံမှာအချို့ဆိုရင်အလုတ်ချမ်းလုတ်ပြီးတော့အချို့ဆိုရင်တန်ရှင်းလုတ်ပြီးတော့ပုံမလေးလေးပြောမယ်ဆိုရင်တော့အိမ်ပေါ်လေးတွေလုတ်ပြီးတော့သူတို့ရဲ့လစာလေးတွေနဲ့ထောက်ပံ့ကူညီကြတာ။ဒါကြောင့် အကြံဖက်စစ်ခွေးတက်ရဲ့တိုက်လေရင်တော်၎င်းဒါဒီနေ့စကန်ထဏောက်ချုပ်ကြီးကိုပြစ်ကတ်ချေမုံနိုင်ခဲ့တော်၎င်းပြီးတော့ဗိုလ်ချုပ်မှုကြီးဘဲကောင်ဘဲကောင်ကိုရှင်းထုတ်နိုင်ခဲ့တော်၎င်းအဲ့ဒီအရာတွေအားလုံးကကျွန်တော်တို့ပြည်သူလူထုကြောင့်သာဖြစ်တယ်ဒါကိုတော့လေးလေးနက်နက်သင်ပြခြင်းနဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ပါစေကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုနေတဲ့မိဘတအူးကြည့်စတဲ့တိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်လက်နက်ပေးစစ်ပေးကပ်ပေးကြောင်းနေတဲ့ကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့မိဘတအူးကြည့်စတဲ့ဘေးရနဲ့ကင်းရှင်းပါကြောင်း လေးတဲ့စတောင်းရှင်းနဲ့ကျွန်တော်တို့အတူတူအောင်ပွဲခံကြပါစို့